မြောက်လာပါနှချင်းခရိယံအသင်းတို့တနှစ်တာစံစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါရစေ။အဖတ်ဩဝါဒစာခန်းကြီး6အငယ်1မှ24သာသမီတို့သခင်ဖျားဤအလိုတော်နှင့်အညီမိဘစကားကို နားထောင်ကြလော့မိဘစကားကိုနားထောင်ခြင်းအမှုသည်တရားသောအမှုဖြစ်၏မိဘကိုယိုသိစွာပြုလော့ဤပြည့်ညတ်တော်ကသင်သည် ပေတော်၌ကောင်းစား၍အသက်တာရှိမည်အကြောင်းဟု၍ဂတိတော်နှင့်ဆိုင်သော ပထမပညာဖြစ်၏အဘတို့ကိုသားသမီးကိုစိတ်ဆိုးစေခြင်းကမပြုကြနှင့်သခင်ဖျား၏အလိုတော်နှင့်ညီသောဆုံးမတုန်တင်ခြင်းကိုပြုလျက်ကြွေးမွေးကြလောအစေခံကျွန်းတို့ခရစ်တော်၏စကားကိုနားထောင်တဲ့ကဲ့သို့ကြောက်ရွံ့တုန်လှုပ်လျက်စိတ်နှခွမရှိဘဲ လောကီသခင်ဤစကားကိုနားထောင်ကြလောလူတို့ဤစိတ်ကို နူးညွတ်စေသောသူကဲ့သို့မျက်မှောက်၌သာ နားထောင်သည်မဟုတ်ခရစ်တော်ဤကျွန်ကဲ့သို့စေတနာစိတ်နှင့်ဖျားသခင်ဤအလိုတော်ကိုစောင့်၍လူဤအစေကိုသာခံတကဲ့သို့မဟုတ် သခင်ဖျားဤအစေကိုခံတကဲ့သို့ကြည်ညိုသောသဘောနှင့်အစေကိုခံကြလောကောင်းသောအကျင့်ကိုကျင့်တော်သူမိသည်ကား ဂျုံဖြစ်စေ လူလွတ်ဖြစ်စေ သခင်ဖျားဤလက်တော်မှ အကျိုးကိုခံရလိမ့်မည်ဟုတိမှတ်ကြလော သခင်တို့ချင်းချောက်ချင်းကိုချုပ်တီး၍ကိုဂျုံတို့ကို ထိုနည်းတူ ပြုကြလောတင်တို့ဤသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူသည်ကို၎င်းထိုသခင်သည်အဘယ်သူဤမျက်နာကိုမှတ်တော်မမူသည်ကို၎င်းတိမှတ်ကြလော့ ကျွင်းသေးသောစကားဟူမူကားညီအကိုတို့သခင်ဖျားအားဖြင့်၎င်းတကူတော်အရှင်အားဖြင့်၎င်းခိုင်ခန့်ခြင်းရှိကြလောမာနဤပရိယေတို့ကို စီးတားနိုင်မီအကြောင်းဖျားသခင်ပြင်ဆင်တော်မူသောလက်နှဆောင်ကိုဝတ်ဆောင်ကြလောအကြောင်းမူကားငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ် အထွတ်အမြတ်တို့နှင့်၎င်းအာနာဇတ်တို့နှင့်၎င်းလောကီမှောင်မိုက်၌အစိုးတရပြုလုပ်သောမင်းတို့နှင့်၎င်းမိုးကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်၎င်းဆိုင်ပြိုင်တိုက်လှန်ရကြ၏ထို့ကြောင့်ခဲရင်ဆိုးရုပ်သောနေ့ရက်ကာလ၌စီးတားနိုင်သဖြင့်ကိစ္စအလုံးစုံတို့ကိုပြီးစီး၍ ခံရနိုင်မီအကြောင်းဖျားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို ယူဆောင်ကြလို့သစ္စာဓိဟုသောကပန်းကိုစီးလျက် ဖြောင့်မတ်ခြင်းပါရမီဓိဟုသော ရင်အုပ်တစားကိုဝတ်ဆင်လျက်ဉာဏ်သက်ခြင်းနဲ့ရှင်သောဧဝံဂေလိတရားကို ဟောပြောအပ်သောငါပြင်ဆင်သောအဖြစ်ဓိဟုသောခြေစွပ်ကိုစွတ်လျက်ခံရကြလော မာနပြက်ခတ်သော မီးဆက်လက်နက်ကိုကာသတ်နိုင်သောယုံချင်ချင်းဓိဟူသောလွှားကိုလည်းခတ်သိမ်းသောလက်နက်တို့အပေါ်မှာထက်ဆင့်၍ယူဆောင်ကြလောကဲတင်ချင်းဓိဟူသောတန်ခမောက်လုံးကို၎င်းဖျားသခင်ဤနှုတ်ကပတ်ဓိဟူသောဝိညာဉ်တော်ဤဓာတ်ကို၎င်းယူကြလော ကာလအစဉ်စိတ်နှလုံးပါလျက်စုတောင်းပတနာပြုခြင်းအမျိုးမျိုးတို့ဖြင့်စုတောင်းကြလိုထို့သို့စုတောင်းခြင်းကအာမရော့ပဲလျက်ငါမှဆ၍တန့်ရှင်းသူအပေါင်းတို့အဖို့စုတောင်းလျက်ဆောင်လျှောက်ကြလိုငါသည်ဧဝံဂေလိတရားကြောင့်တန်ကြိုးနှင့်ခြီနောင်ခြင်းကို ခံလျက်တန်တမန်အမှုကိုပြုရသည်ဖြစ်၍ထိုတရားဤနတ်နေသောအရာကိုပေါ်ပြခြင်းငါ ငါသည်နှုတ်ကိုရဲရင်စွာဖွင့်လက်ခြင်းအခွင့်ရှိမည်အကြောင်းကို၎င်းထိုတရားကို ဟောပြောအပ်သည်နှင့်အညီရဲရင်စွာ ဟောပြောမည်အကြောင်းကို၎င်းငါအဖို့လည်းဆုတောင်းကြလောတင်တို့သည်ငါ၌ဖြစ်သော အကြောင်းအရာများကိုသိစေခြင်းကသခင်ဖျားထံ၌တစ္ဆာရှိသောဆရာဒီဟုသောငါချစ်သောညီတုခိတ်သည် အလုံးစုံတို့ကို ်တင်တို့အားပေါ်ပြလိမ့်မည်တင်တို့သည်ငါတို့၏အကြောင်းအရာများကိုသိမည်အကြောင်းနှင့်ထိုသူသည်တင်တို့စိတ်နှလုံးကိုတတ်တာစေမည်အကြောင်းထိုသူကိုတင်တို့စီတို့ငါစေလွတ်၏ညီအကိုတို့၌ငြိမ်သက်ခြင်းရှိပါစေသော ခမည်းတော်ဖခင်နှင့် သခင်ယေရှုခရစ်ပြီးတော်မူသောယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာရှိပါစေသောငါတို့သခင်ယေရှုခရစ်ကို အမှန်ချစ်တော်သူအပေါင်းတို့၌ဂျေစုတော်ရှိစေတည်းအာမင်ကျမ်းအားသူအားလုံးအပေါ်ဖျားသခင်ကောင်းချီးပေးပါစေ ကောင်းမြတ်ဆုံးလင်တော်မူ၍သာသမီတို့ကိုချစ်တော်မူသောအဖကိုရရှင်အားဂျေစုအထူးတင်ရှိပါれ။သာသမီတို့ကို ကာကွယ်ဖို့ရန်အတွက်တန်ချက်ကများပြင်ဆင်ပေးတဲ့အတွက်ကြောင့်ကိုရဲ့ဂျေစုတော်ကိုအထူးချီးမွမ်းပါれ။ကိုရောဤတမန်တရား၌ခိုင်ခန့်စွာယက်တည်ရန်ဖြောင့်မတ်ခြင်းယဉ်အုပ်တစာကိုဝစ်စင်ရန်ငြိမ်သက်စွာရှောင်လန်းရန်ယုံကြည်ခြင်း၌ခိုင်ခန့်မြဲမြံစေရန် သာသမီတို့ဤစိတ်နှလုံးကိုကယ်တင်ခြင်းဖြင့်ဆောင်ထင်းရန်ကူညီမဆပေးသနာတော်မူပါဝိညာဉ်တော်ဤဓာကိုအသုံးပြုလျက်နောက်ကပတ်တော်အဖြစ်သွန်သင်မဆပေးသနာတော်မူပါချစ်ချင်းမြတ်တာ၌အတူတကွရက်တီလျက်ကိုရရှင်ထံအစဉ်အမြဲခိုလုံခြင်းဖြင့်အတ္တတာကိုရှောက်လန်းဖို့ရန်အတွက် မဆပေးတနာတော်မူပါမည်အကြောင်းမူရာလုံးစုံကိုကရရှင်ရဲ့လက်တော်ထဲသို့ဆက်ကပ်အပ်နှင့်လျက်တခင်ယေရှု၏နာမကိုအမိပြု၍ဆုတောင်းပါ၏ဖပါသခင်အာမင်တော်ရပြသည်တင်ကိုကောင်းကြီးပေး၍ စောင့်မတော်မူပါစေသောသာဝရဖျားသည်တင်း၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသောသာဝရဖျားသည်တင့်ကိုမျောကြည့်၍ချမ်းသာပေးတော်မူပါစေသောတမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဖျားထံတော်မှအနန္တမြတ်တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည့် တင်းတို့ပေါင်း၌ကာလအစဉ်တက်ရောက်လေဒီရှိတည်နေပါစေတော့အာမင်